မင်္ဂလာပါပရိသတ်ကြီးတို့ရေ2024ခုနှစ်ဒီဇင်ဘာလ28ရက်နေ့တွင်အသက်26နှစ်အရွယ်ရှိသောမအစာရှိဦးဟာရန်ကုန်တိုင်းဒေသကြီးတင်ခမ်းချမ်းမြို့နယ်တွင်ဖွင့်လှစ်ထားခဲ့သောလိုင်စင်မဲ IRIS Beauty Clinic အလှအပရေးရာဈေးခန်းမှာခန္ဓာကိုယ်အစီအ သွားဆုပ်ရာကနေအဆက်အသွယ်ပြတ်တောက်ခဲ့ပြီးခဏရဲ့အကြာ2025ဇန်နဝါရီနေ့ရက်နေ့တွင်ငကုံမြို့တိစိုက်ကံမြို့နယ်တွင် အလောင်းတွေးရှိခဲ့ရာမှစတင်ပြီးအမှုတစ်ခုပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။ဖြစ်စဉ်မှာတော့ကုတမှုခံယူနေစဉ်မင်းစေတုံးတာများသွားတာကြောင့်နှလုံးရတည်ဆုံခဲ့ရတာပဲဖြစ်ပါတယ်။ IRIS Beauty Clinic အလှအပရေးရာစီခန်းဟာဆိုရင်တရားဝင် license မရှိပဲ license မဲ့စီခန်းတစ်ခုသာဖြစ်ခဲ့ပါတယ်။ အစ်စ်ပြင့်နှီးပညာများလည်းမရှိသလိုကျွမ်းကျင်တတ်ကျွမ်းသူလည်းမရှိပဲပေါပင်တွေနောက်လိုက်ပြီးစီးပွားရေးဆွမ်းစွာဖွင့်လှစ်ထားတဲ့အခြေခံတစ်ခုသာဖြစ်ပါတယ်။ဖြစ်ပေါ်လာတဲ့အမှုပေါ်မှာတာဝန်ယူဖြည့်ချင်းခက်ရှင်မရှိသလိုမဆာရှိဥရဲ့အလောင်းကိုစွန့်ပစ်ခဲ့ပြီး IRIS Beauty Clinic အလှအပရေးရာအခြေခံပိုင်ရှင်မှထွက်ပြေးတင်းချောင်းနေခဲ့တာပဲဖြစ်ပါတယ်။ယခုလက်ရှိမှာ IRIS ပိုင်ရှင်ကို မန္တလေးတိုင်းဒေသကြီးစခန်းတစ်ခုမှာဖန်စီသိမ်းဆည်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရဲ့မိမိရဲ့ပင်ကိုတဘဝအလှတရားကိုတန်ဖိုးထားတတ်ပြီးအသက်အန္တရာယ်ဆုံးရှုံးမှုမှဂိဝေးနိုင်ကြပါစေရှင်။